ီနေ့မှာတော့လက္ခဏာနဲ့ပတ်သက်ပြီးလေးလာမိတဲ့အချက်ကိုပြောပြချင်ပါတယ်ဒါကတော့တေမဲ့ကံတော်ဖယ်ရှားနိုင်တဲ့ကံကြမ္မာအထောက်အပံ့လမ်းကြောင်းဆိုတဲ့အကြောင်းပြောချင်ပါတယ်တေရမဲ့အသက်ရွယ်လူတယောက်ကတေရမှာဆိုတာကိုတော့လက်ခံပေမဲ့ကံကြမ္မာကလက်မခံသေးရင်တော့တေလို့မရပါဘူးဒီလမ်းကြောင်းပိုင်ရင်မိတ်ဆွေဟာတေရမဲ့အကြောင်းတရားပိုင်အောင်မှအဲ့ဒီ တည်နိုင်တဲ့အခြေအနေကနေလွတ်မြောက်ပါတယ်။ကဲဘယ်လိုလမ်းကြောင်းလဲကြည့်အောင်ဗျ။အခုဖော်ပြမှာအသက်လမ်းကြောင်းကိုကြည့်ပါ။အသက်လမ်းကြောင်းကိုအနည်းနဲ့ဝိုင်းထားပါလေ။အသက်လမ်းကြောင်းကိုအနည်းနဲ့ဝိုင်းထားတဲ့နေရာမှာကျိုးပြက်နေတာကိုတွေ့ရပြီ။ဆက်လက်ရှည်လျှံမှုမရှိတော့ပါဘူး။ဒီလိုမျိုးအသက်လမ်းကြောင်းကတိုးတယ်ကျိုးပြက်နေတယ်ဆိုတာနဲ့တင်ဒါဟာစောစီလူလောကထွက်ခွာတယ်လို့တော့ပြောလို့မရပါဘူး။ ဲ့ဒီကျိုးပြက်နေတဲ့နေရာတခုမှာတခြားအမှတ်သားတွေအထောက်ပံ့နေရှိလားအဲ့လိုမျိုးအထောက်ပံ့လမ်းကြောင်းလေးတွေထွက်နေပြီလားကြည့်ကြည့်ပါကျိုးပြက်ထားတဲ့နေရာမှာဒီလိုမျိုးပြမကန်လမ်းကြီးကောင်းကြောင်းကြီးကနေပြီးတော့ခွဲထွက်လာတဲ့လမ်းလေးကဆက်ထားတယ်ဆိုရင်ကတ်ထွက်လာတယ်ဆိုရင်ပေမကံလန်းကြောင်းကြီးကလာတဲ့လမ်းကြောင်းတစ်ခုကအသက်လမ်းကြောင်းကိုထောက်နေလေဆိုရင်မိษွေဟာကံကရှိပါသေးတယ်။ဒါကြောင့် အသက်လမ်းကြောင်းကျိုးပြနေပြီမဲ့စောစီကန်ကုန်တယ်လို့ပြောလို့မရပါဘူးဒီလိုမျိုးအမှတ်တမ်းလေးတွေရှိဖို့လိုပါလေဒါဆိုရင်တော့မိတ်ဆွေအနေနဲ့တက်တန်းစိနေနိုင်မှာဖြစ်ပါလေနောက်ထပ်လက္ခဏာတစ်ခုကြည့်အောင်ဗျမိတ်ဆွေဟာကြည်ကြည်တက်ကြွယ်ဝချမ်းသာနိုင်တဲ့လက္ခဏာတွေပါလားကြည့်အောင်လက်ရှိကိုမွေးဖွားလာတာကစစ်စစ်ရဲမွေးလာတာကိုပြမဟုတ်ဘူးဒါပေမဲ့ကို တေဆုံးသွားတဲ့အထိတော့စင်းရဲနေကိုယ်အပြစ်ဖြစ်သွားပါပြီ။လူတယောက်ဟာစင်းစင်းရဲမွေးဖွားလာတဲ့ကံကြမ္မာကိုပြောင်းလဲပေးနိုင်တဲ့လမ်းကြောင်းတွေသူ့ရဲ့လက်မှာပါတယ်ဗျ။ကိုယ့်ရဲ့ကံကပေးတဲ့လောက်တော့ရှားမှာပေါ့လေ။ကဲမိတ်ဆွေရဲ့လက်ကိုကြည့်ပါ။စင်းစင်းရဲမွေးဖွားလာပြီမဲ့လက်ပုံစံကောင်းမယ်။လက်ပုံစံကောင်းတယ်ဆိုတာကလက်ကနူးညံ့မှုရှိတယ်။အရင်လက်နူးညံ့တာမဟုတ်ဘူး။အရင်နဲ့မာကျော်တယ်မဟုတ်ဘူး။ အေးလေးနဲ့တရေဘူးလေးလိုနူးမြတ်တဲ့လက်မျိုးနောက်တော့လက်ချောင်းတွေတိဆောက်ဖို့ကောင်းတယ်ဘူးတက်တဲ့လက်ပုံစံမရှိဘူးညညာပြပြတဲ့လက်ချောင်းတွေရှိတယ်လက်ဝါးပင်ကအရန်ပပလျက်လျက်လည်းမဟုတ်ထူပဲမကြီးမဟုတ်လက်ဝါးပင်ကပုံစံကောင်းတယ်အလေလက်အနေထားရှိတယ်နောက်ပြီးတော့လက်ရဲ့အယောင်သွေးဟာအနက်ရောင်ဘက်တန်းတာအဝါရောင်ဘက်တန်းခြင်းနေလည်းမဟုတ်ဘူးလက်ရဲ့အယောင်သွေးဟာနီးမြန်မှုဘက်ကိုတန်းတယ်ဒီလိုဆိုရင် လက်ပုံစံကောင်းတယ်လို့ပြောလို့ရပါတယ်အဲဒီလိုလက်ပုံစံကောင်းရင်ကျွန်တော်တို့လက်ခလက်အောက်စနေဂျိုကိုမှာအခုလိုမျိုးအောင်လက်အမှတ်အသားပါလာစနေဂျိုကိုမှာတခြားအမှတ်အသားပါရင်မကောင်းဘူးမယ်အောင်လက်အမှတ်အသားပါရင်ကောင်းတယ်ဗျထိတ်ဆုံးလို့ရပါတယ်နောက်ပြီးတော့လက်သက်ကျဲအောက်တနင်းခရီဂျိုကိုရဲ့ပေးနာမှာအခုလိုမျိုးတန်လဲပုံတန်တင်ဂီတာအထင်ရှားပါလား ဒါလည်းကောင်းတဲ့ချက်တစ်ခုပါပဲငွေကြေးဥစ္စာတနာစီးပွားနဲ့ပြီးပြည့်စုံကြောရမယ်ကိုယ့်ရဲ့ level မှာဆရာတစုဖြစ်မယ်လို့ဆိုလိုတာပါနောက်ပြီးတော့မိတ်ဆွေရဲ့အတလန်ကြောင့်မှာကြည်ပါအတလန်ကြောင့်မှာထောင်တက်နေတဲ့လမ်းတွေပါလားအတလန်ကြောင့်မှာထောင်တက်နေတဲ့လမ်းတွေပါရင်အဲ့ဒီလိုလမ်းကြောင့်တွေထောင်တက်နေတဲ့ကာလမှာအဲ့ဒီအသက်ရအပိုင်းချမှာမိတ်ဆွေရဲ့ကံဟာအပြောင်းလဲဖြစ်ပြီးတော့နေထားတစ်ခုကိုပြောင်းလဲနိုင်တယ်လို့ဆိုလိုပါတယ် အသက်အပိုင်းခြားကတော့တကယ်နားလေတကြွနဲ့ဆရာနဲ့ပြချင်မှာပဲသိရမှာပါကဲအဲ့ဒီလိုမျိုးခုပြောတဲ့လမ်းကြောင်းတွေပါရင်မိတ်ဆွေအတီနဲ့ဘဝကဆင်းရဲမွေးဖွားလာရင်တော့မှဘဝဆုံးသမှတော့လုံးဝမဆင်းရဲဘူးလို့အာမခံလို့ရပါတယ်နောက်ထပ်လက္ခဏာတခုပြောခြင်းနဲ့ပြအကြောင်းမြင်ရရှိတဲ့လက္ခဏာဆိုတဲ့အကြောင်းပြောခြင်းနဲ့မိစေတို့ဘဝမှာအကြောင်းမြင်စရာတွေပါနေနဲ့မေးဖို့မှာပါ တချို့အများစုကတော့ပြန်မှန်ပါဘူးအကြမ်းမြင်စရာတရားမှာ80လောက်ကပြန်မှန်ပါဘူး80မှာ20လောက်20ထဲမှာမှ900ခန့်လုံးတော့ပဲတော်တော်လေးပြန်ပါတယ်ကျန်တာကတော့ဒီရိတ်ဖန်းတန်ဖန်တွေပဲအနည်းဆုံးပြောနိုင်တဲ့ဆရာများပါတယ်အကြမ်းမြင်စရာတွေမှာတကယ်နားလေတချွန်နဲ့ဆရာတွေမှာဘယ်လိုလက္ခဏာလေးတွေအချက်လေးတွေပါလဲကြည့်ရအောင်ဗျမနောပေါ့မယ်တပားသူစိတ်ကျင်စီနဲ့အဖြစ်ပြက်တွေကိုသိရှိမယ် တမထအာထုတ်သူတွေမှာဒီလိုလက္ခဏာတွေပါရင်အင်မတန်မှအကျိုးရှိပါလေအလုတ်တစ်ခုကိစ္စတစ်ခုဇံဝင်စားပြီးစူးစမ်းနေတဲ့အခါမှာဖြစ်စေစိတ်ရင်အားပြင်းထန်နေတဲ့အခါမှာဖြစ်စေစိတ်ဆွမ်းရင်တတိတွေပေါ်ပေါက်တက်ပါလေအဲ့ဒီလိုလူမျိုးမှာအခုပြောပြခြင်းတဲ့လက္ခဏာပါတယ်ဗျလူတိုင်းမပါဝင်ပဲလေတချို့ကိုကတမထဟိုတေချာကိုတရားထိုင်လေ့ကျင့်နေ အဲ့ဒီလိုလိုမျိုးလူတွေမှာဒီလိုလက္ခဏာနဲ့ကြောင့်လည်းပျောင်းပြီးထွက်လာတတ်တယ်ဗျညာလဲကြောင့်နံပါတ်1ကညာလဲကြောင့်နှစ်ထပ်ဖြစ်တယ်ထိပ်ပိုင်းမှာ3ကန်နှစ်ခု3ကန်ရှိတယ်ညာလဲကဒီကလေးနှစ်ခွားဖြစ်နေအဲ့ဒီလိုအာနိသင်ရှိပါတယ်ဒီလိုညာလဲနှစ်ခွားရှိတဲ့သူတွေကတော့အလောက်ကန်ဆိုရင်လည်းနှစ်မျိုးလုပ်နိုင်တယ်မကောင်းတဲ့တစ်ချက်ကတော့သူတို့ကတွေ့မှုများတယ်လုံးတဲ့မလုံးတဲ့စဉ်းစားတာများတယ်ဒါပေမဲ့နံပိုင်းဆိုင်ရာအတွက်တော့ကောင်းပါတယ် နောက်တစ်ခုကအင်မတန်မှရှားပါတဲ့သရဘုံလမ်းခေါ်အကြာမြင့်လမ်းပါရှိခြင်းပါဒီလိုမျိုးကျွန်တော်တို့လက်ဖနောက်တနင်္လာချုပ်ကနေပြီးတော့လက်တန်းအော့ဘုတ်ကူချုပ်ကတိကွင်းညွတ်တက်သွားတဲ့လမ်းကြီးကိုပြောတာပါကျမ်းမာရေးလမ်းကြောင်းနဲ့မှတ်တက်ပါလေကျမ်းမာရေးလမ်းလုံးဝမဟုတ်ပါဘူးသရဘုံလမ်းကတည်တံပါဒါပေမဲ့ပါတဲ့သူအရင်ရှားပါလေအဲ့ဒီလိုမျိုးလမ်းကြောင်းပိုင်းမိတ်ဆွေအနေနဲ့ဒါဟာအကြာမြင့် ကိုကမလေးချင်ပင်နဲ့ကိုတိတ်ခံရရနေပါလေ။နောက်တစ်ခုကနံပိုင်းဆိုင်ရာအထွတ်အထိပ်အမှတ်အဖြစ်တဲ့ဆောလမွန်လက်စွပ်ပါလာ။လက်ညိုအောက်တာတာပလေးကျော်မှာဆောလမွန်လက်စွပ်ပါတယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့လူကဲခတ်တာရန်တော်တယ်။နောက်ပြီးတော့မိတ်ဆွေမှာရှေ့ကိုတထောင်လောက်ပြန်တဏ္ဏလောက်မြင်တဲ့တွေးခေါ်ရှိတယ်။စဉ်းစားလိုက်ရင်ဝေးရတော့မြင်တဲ့ဉာဏ်ရှိတယ်။ နောက်တစ်ခုကဂမ်ဘီယာတက်ချေပါလားဂမ်ဘီယာတက်ချေဆိုတာကလည်းတင်းတင်းရှားရှားဂမ်ဘီယာတက်ချေမျိုးပြောတာပါတချို့ကကျွန်တော်တို့ဂမ်ဘီယာတက်ချေနဲ့ခက်ဆင်ဆင်တူတဲ့ဥကောင်းလဲကိုဖြတ်ထားတဲ့မကောင်းတဲ့တက်ချေကရှိတယ်ဗျအဲ့ဒီတက်ချေနဲ့ဂမ်ဘီယာတက်ချေမှားတက်ပါတယ်ဂမ်ဘီယာတက်ချေပါတယ်လို့ဆိုတာဒီဘဝမှာရှိတဲ့ဝိကျွေးကုံော်ပေးဆက်သွားမယ်လို့မျိုးဒါမဲ့အဲ့ဒီလိုလူမျိုးတွေဟာတရားဘာဝနာဘက်ကိုလိုက်စားမယ်သမထဝိပဿနာဘက်လိုက်စားမယ်ဆိုရင်အထူးအောင်မြင်ပါတယ် အဲ့ဒီလိုလမ်းကြောင်းပါလားကြည်ပါကဲအခုပြောတဲ့လမ်းကြောင်းတွေမိတ်ဆွေရဲ့လက်မှာပါတယ်ဆိုရင်တမို့မိတ်ဆွေတည်တဲ့အချားအမြင်ဆရာရဲ့လက်မှာပါတယ်ဆိုရင်ဒီလိုဟာတကယ်ကိုအချားအမြင်ရသူပါထူးခြားတဲ့စိတ်ဆွမ်းရည်မျိုးရှားနေကြသူတွေမဟုတ်ပေမဲ့လေ့ကျင့်အားထုတ်မှုပြုလုပ်ပရင်သေချာပေါ့ဒီလိုမျိုးလက္ခဏာလမ်းကြောင်းတွေဟာထွက်လာတတ်တယ်လို့ပြောချင်ပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုလည်းပြောချင်တယ်ဗျဒီတစ်ခေါက်ပြောချင်တာက ဒေါသအလွန်ကြီးတဲ့လက္ခဏာရှင်ပါမိတ်ဆွေရဲ့အိမ်တော်ဘက်မှာဖြစ်စေချစ်သူမှာဖြစ်စေမိသားစုဝင်တွေမှာဖြစ်စေတကယ်ချင်းပေါင်းသင်းတွေရဲ့မှာဖြစ်စေသူတို့ရဲ့လက်ကိုဖြန့်ကျင်ရင်ဒီလိုမျိုးလမ်းကြောင်းတွေတွေ့ရင်တော့ဒီလူဟာဒေါသအရန်ကြီးသူလို့မိတ်ဆွေအနေနဲ့သတ်မှတ်လို့ရပါတယ်နောက်ပြီးတော့ဇုတိယလုတ်တဲ့စိတ်နေသဘောထားအမြဲရှိတတ်ပါတယ်ဒီလိုလူမျိုးဟာတဆုံးထိလဲလုတ်တတ်ပါတယ် အခုပြောတဲ့လမ်းကြောင်းမှာဒီမှာပြထားတာကမြန်လမ်းကြောင်းခေါ်ဦးကောင်းလမ်းကြောင်းဟာလက်မရဲ့နဘေးကထွက်လာတယ်။လက်ဝါးပြင်ကို ဖြောင်တန်းစွာအစပြိုးနေရင်လက္ခဏာရှင်ဟာစိတ်မြက်လက်မြက်အမြဲရှိတယ်။တော်သားစိတ်ကြီးတဲ့သဘောရှိတယ်။အန်ဒီရဲ့ရှိတဲ့အရာတွေကိုမကြောက်မရွံ့အမြဲတမ်းစွတ်တိရလောက်ကန်တဲ့လူစားမျိုးဖြစ်တယ်။ဘာကိုမှမကြောက်မလန့်နဲ့စိတ်မြင့်သဘောထားရှိတာမို့ဘဝမှာအန်ဒီရဲ့ရှိတာတွေကိုကယူဆိုင်လောက်ကန်ဖို့အရေးကြီးပါတယ်။ ဒီလိုလူမျိုးကိုဒေါက်တာလက်နက်တွေပေးမကန်တဲ့ပေးကြမိရင်ဒီလိုလူမျိုးဟာတစုံတစာလောက်တက်ပါလေဒီလိုအမတ်သားဟာတကယ်လို့ဒေါသကြီးပြီးစိတ်တူစိတ်ညံတက်တယ်စိတ်ထင်ရဇွတ်ရလောက်တဲ့အချင်းရှိတယ်လို့ပြဿနာများစွာနဲ့ရှာတက်တယ်ဒါကြောင့်သတိထားဖို့လိုအပ်ပါလေဒီလိုအမတ်သားတွေလဝါပြီမှာစပြုတ်ထွက်ခရင်မဆုကောင်းပါဘူးဒါကြောင့်မိတ်ဆွေနဲ့ခင်မရင်းနှီးသူတွေမှာအဲ့ဒီလိုမျိုးအစပြုတ်တဲ့လက်ပုံသဏ္ဍာန်တွေရှိလားလေ့လာကြည့်ပါ